မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာတော့ကျွန်တော် top level ဝေကျန်တဲ့သက်ဆိုင်တဲ့အခြေခံပုံစံကိုတော့တွက်ချက်သွားမှာဖြစ်ပါတယ်ပုံစံလေးရဲ့လိုအပ်ချက်ကတော့တော့လိုလေးလဲဆိုရင်တော့ပထမဦးဆုံးတစ်ဆင့်တော့မိန်ဝန်းတို့ပေါ်မှာကမ်းပတ်တစ်ခုတည်ဆောက်မယ်ပြီးတော့ရင်အောက်မှာ button တစ်ခုရှိမယ် button မှာတော့ပုံများထည့်ရန်ဆိုပြီးတော့ရေးထားမယ်အကယ်၍ကျွန်တော်ဒီ button ကိုနှိပ်လိုက်ပြီဆိုရင် top level ဝေကျန်တစ်ခုတော့ပေါ်လာရမယ်ဒီမှာ over တစ်ခုတည်ဆောက်ဖို့အတွက်လိုအပ်တဲ့ကျွန်တော် ထိတ်တောင်းနဲ့အောက်တောင်းအမတ်တေကျွန်တော်တို့ထည့်ရမယ်ဥမာတော့ဒီမှာ90စမကကျွန်တော်အပေါ်အမတ်က90 90အောက်မှာကျွန်တော်က150 180ဆိုပြီးတော့ရေးလိုက်မယ်ဆိုရင်ပြီးတော့ရင်တော့ဆွဲကျင်တဲ့အမတ်တော့ rectangle ကိုနှိပ်လိုက်ပြီးပုံဆွဲပါဆိုရင်တော့အောက်ဖော်ပြပါပုံလေးတော့ပေါင်းနေရမှာပဲဖြစ်ပါဟုတ်ပြီတော့နောက်ထပ်ထပ်နိုင်နိုင်မယ်တော့ဒီခါ over ကိုဆွဲမယ်ဆွဲပြီးတော့တော့ဒီမှာ ပြီးတော့ရင်ကျွန်တော်တရာပြီးတော့ရင်တော့150 150မှာတော့ over shape ဆွဲမယ်ဆိုရင်ကျွန်တော်အောက်ဖောက်ပုံလေးကျွန်တော်ပေါ်လာမှာပဲဖြစ်ပါဟုတ်ပြီတော့ဒီပုခါလေးကိုတော့စတင်တွက်ချလိုက်အောင်ပထမဆုံးတော့ဘာရေးမလဲဆိုရင်တော့ပုံမှန်တိုင်းကျွန်တော်ဒီကမ်းဘတ်တစ်ခုတိဆောင်မယ်ဒီကမ်းဘတ်ကိုကျွန်တော်800ပြီးရင် height က900ဆိုပြီးတော့ပေးလိုက်မယ်ပြီးပြီးတော့ရင်တော့ PA DY ကို တော့ pattern 3ဆိုပြီးတော့တော့ပြလိုက်မယ်ပြီးသွားရင်တော့ button ဒီဆောက်ဖို့အတွက် ticket full stop button ဆိုပြီးတော့ရေးလိုက်မယ် main window မှာပဲထားမယ်တက်ကကျွန်တော်ပုံများထည့်ရန်ဆိုပြီးတော့ရေးထားလိုက်မယ်ဟုတ်ပြီတော့ဒီအားဆိုရင်တော့ရှေ့ရတော့ main window တိဆောက်ပြီးသွား examen final man examen 27ဖြစ်တဲ့အတွက် examen 27ကိုတော့ run လိုက်တဲ့အခါမှာတော့ဒီခုပေါ်ပြပါပုံလေးတိုင်းကျွန်တော်ပေါ်လာမှာပဲဖြစ်ပါတယ် ဒီနေရာမှာကျွန်တော်ပုံများထည့်ရနှိပ်လိုက်တာ ਨੇ ကျွန်တော်တော့ level ဝင်လို့ကျွန်တော်ပေါ်လာမှာပဲဖြစ်ပါတယ်အဲ့လိုတိဆောက်ဖို့အတွက်ကျွန်တော် function တစ်ခုတော့ရေးမယ် d a တော့ my d r a w dot ဆိုပြီးတော့ရေးလိုက်မယ်ပထမတစ်ချက်ကျွန်တော်တို့ကဘာတိဆောက်ရမလဲဆိုရင်တော့ level တိဆောက်အောင်ပါတော့ level ကိုတော့ a ဆိုပြီးတော့ပေးလိုက်မယ် tk food dot top dot and even level ဆိုပြီးတော့ပေးလိုက်မယ်ဒါဆိုရင်တော့ top level အတော့ level ကလည်းကျွန်တော် main window လို့ပဲ title တွေပါလေကနော်ပေးလို့ရတယ်အဲ့တော့သူ့ကိုဘယ်လိုပေးမလဲဆိုရင် main window အတိုင်းပဲ a foot.indian ဤ title a foot. ဘာလို့ရေးလဲဆိုတော့ top level နာမည်ကကျွန်တော် a လို့ပေးထားလို့ဖြစ်ပါတယ်ဒီမှာကျွန်တော် a f i g u r e figure ဆိုပြီးတော့နော်ရေးလိုက်မယ်ပြီးသွားရင်နော်သူ့ရဲ့အရွယ်စားပြောင်းရင်းနဲ့အတူ a foot.geometry တရားဝင် geometry ဆိုပြီးတော့နော်ရေးလိုက်မယ်သူ့ကိုကျွန်တော်320 160ကျွန်တော်ပေါ်လိုက်မယ်ပြီးသွားရင်တော့ဆက်ဆက်လာပြန်ထိတောင်းမှာကျွန်တော်ပေါ်ကျင်တဲ့အတွက်၃ညအပေါင်း၃ညဆိုပြီးတော့တော့ရေးလိုက်မယ်ရေးပြီးသွားပြီဆိုရင်တော့ပထမဦးဆုံးကျွန်တော်ဘာတီဆောက်ရမလဲဆိုရင်တော့ဒီအောက်ပါပုံပုံအတိုင်းကျွန်တော်ဒီကောင်လေးတစ်ခုကိုကျွန်တော် train တစ်ခုတီဆောက်လိုက်မယ်ပြီးသွားရင်သူ့ကိုလည်း train တစ်ခုတီဆောက်လိုက်မယ်ဒီ radio button အတွက်လည်း train တစ်ခုတီဆောက်လိုက်မယ် ဲ့ဒီ frame နေထဲမှာမှာကျွန်တော်တို့အပေါ် frame ကို F1 လို့ပေးမယ် out frame ကို F2 ဆိုပြီးတော့ null ပေးမယ်ဒီ video button တွေတော့ frame ကို null F3 လို့ပေးမယ်ပေးပြီးတော့မှာကျွန်တော်ပတ်ကိုတုံးပြီးတော့ downline လေးကျွန်တော်တင်သွားမှာပဲဖြစ်ပါပထမဦးဆုံး null frame 1ကိုကျွန်တော်တီးထောက်မှာဖြစ်တဲ့အတွက်ဟော F1 ဆိုပြီးတော့ null ရေးလိုက်မယ် F1 ဟို tk full.fi အနေနဲ့ frame အ frame app 1ကိုဘယ်မှာထားမလဲဆိုတော့ top level ထဲမှာထားမှာဖြစ်တဲ့သူက A ဒီထဲမှာထားမယ်ဆိုပြီးတော့ရေးလိုက်မယ်ရေးပြီးသွားရင်တော့ဘယ်သူ့ကိုနေရာချထားရမှာ app 1 push store PACK pass ဆိုပြီးတော့ကျွန်တော်နေရာချထားလိုက်မယ် PADY ဟိုကျွန်တော်3လောက်ကျွန်တော်ထားလိုက်မယ်ထားပြီးသွားရင်ဒီ app 1ထဲမှာကျွန်တော် widget ဘယ်နှခုရှိရမလဲဆိုရင်ကျွန်တော်၄ခုရှိရမှာပထမတစ်ခု A1 ဆိုတဲ့ A1 ဆိုတဲ့နာမည်လေးရေးဖို့ label တစ်ခုလုပ်မယ် ီးသွားရင် A1 အတွက် entry လုပ်မယ် Y1 ဆိုတော့ဒီ level တစ်ခုလုပ်မယ် Y1 ဘေးမှာကျွန်တော် Y1 အတွက်ကျွန်တော် entry box လုပ်မယ်အဲ့ဒီ widget လေးကိုကျွန်တော်ဘယ်ထက်ထည့်မလဲဆိုရင် F1 ဆိုတဲ့ frame name ကိုထည့်မှာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်ပါရေးမလဲဆိုရင်ကျွန်တော်ပထမဦးဆုံး level ကို tkfood.nacn level ဒီဘယ်တော့ဘလို့ရေးမလဲဆိုရင်ဒီမှာထားမလဲပထမဦးဆုံး F1 မှာထားမယ် PAD တက်ကိုကျွန်တော်ပါရေးမလဲဆိုရင် အဲ့1ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်ပြီးတော့သူ့ကိုကျွန်တော်ဒီနေရာချထားလိုက်တော့အဲ့တော့ကျွန်တော်ဘာရေးမလဲဆိုရင်သူ့ကိုကျွန်တော် PA CK pad ဆိုပြီးတော့ကျွန်တော်ရေးမယ်ကျွန်တော်ပေးလိုက်လေကျွန်တော်တွားကျင်နေတဲ့ site ကိုကျွန်တော်ဘာထားမလဲဆိုရင် NESD lab ဆိုပြီးတော့ကျွန်တော်ထားလိုက်မယ်ပြီးတော့ရင်ဝေးတိုက်နည်းနည်းလေးချကျင်နေတဲ့ PAD 8ကို2ဆိုပြီးတော့ရေးမယ်ဒီတော့ကျွန်တော်ဘာထက်ရရမလဲဆိုရင် A1 အတွက်ကျွန်တော် anti box anti box ကိုကျွန်တော် A1 E N T R Y entry ဆိုပြီးတော့ရေးလိုက်မယ် TK food dot E N T R Y entry အဲ့ entry ကိုဘယ်မှာထားမလဲ train 1နဲ့မှာပဲကျွန်တော်ထားမယ် A1 entry food dot pack ကိုကျွန်တော် site ကျွန်တော် and est lab ပဲတော့ထားလိုက်မယ် PDF ကိုကျွန်တော်2ပဲတော့ထားလိုက်မယ်ဟုတ်ပြီနောက်တဲ့ A2 တော့လည်းတော့ဒီတိုင်းပဲဖြစ်တဲ့တော့ကျွန်တော်အပေါ်ဒီကောင်လေးကို copy ပေးလိုက်မယ်အောက်မှာပဲကျွန်တော်ပတ်လုပ်လိုက်မယ်ဒီမှာလိုအပ်တဲ့အဲ့ အဲ့1မဟုတ်တော့ဘူးသူ့ကို y1 ဆိုပြီးတော့ရေးလိုက်မယ်ပြီးတော့ရင် a1 entry မဟုတ်တော့ဘူးကျွန်တော်တို့က y1 entry ဆိုပြီးတော့ကျွန်တော်ရေးမှာပဲဖြစ်ပါဒါတော့ကျွန်တော် a1 y1 တို့ကကျွန်တော်ပြီးဆောက်ပြီးသွားပြီပေါ်လားမပေါ်လားတော့သိကျင်တဲ့အတော့တော့ကြည့်မယ်အဲ့ function ကိုပထမဦးဆုံးတော့ bottom နဲ့ချိန်မှာဖြစ်တဲ့အတွက် command command mine draw ဆိုပြီးတော့ကျွန်တော် function နဲ့ချိန်လိုက်မယ်ဟုတ်ပြီတော့ program လေးကို ။ဟောတော့ကြည်လိုက်မယ်။ဟော program လေးပေါ်လာပြီ။တော့နှိပ်လိုက်မယ်။ဟောဒီမှာပေါ်လာပါပြီ။ A1 Y1 ဆိုပြီးတော့တော့ပေါ်လာပါပြီ။ဟုတ်ပြီ။တော့နောက်နောက်ထပ်ဘာထပ်တည်ဆောက်ရမလဲဆိုရင်တော့ print to တည်ဆောက်မယ်။ to ပြီးသွားရင် A2 Y2 တို့ကတော့လိုအပ်တာတည်ဆောက်မယ်။အဲအကုန်လုံးဒီကောင်နဲ့တူတူဖြစ်တဲ့အတွက်ကျွန်တော် copy ပေးလိုက်မယ်။ဒီမှာနာမည်လေးတော့ like ချိန်လိုက်ပထမဦးဆုံးကျွန်တော်ဗာပေးမလဲဆိုရင် F2 ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်။ အတူပတ်ဆိုပဲတော့ပေးမယ်ပြီးတော့သူ့ကိုလည်းဘယ်မှာထားမအောင် F2 ထဲမှာပဲတော့ထားမယ်ဆိုပြီးတော့ပြောမှာဒီက F1 နေရာတွေမှာကျွန်တော် F2 လိုက်ထားလိုက်မယ်ပြီးတော့ရင်ကျွန်တော်ဒီနေရာမှာ H2 ဆိုပြီးတော့ပြောင်းမယ်ပြောင်းပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ H1 entry model H2 entry ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ပြီးတော့ဒီနေရာမှာလည်း Y1 model Y2 Y2 entry ဆိုပြီးတော့ကျွန်တော် ပြောင်းလိုက်မယ်ဒါတော့တော့နာမည်လေးပြောင်းပြီးသွားအဲ့ဒါဆိုတော့ program လေးပြန်ဝင်ကြည့်လိုက်မယ်နှိပ်လိုက်မယ်တော့ဒီမှာ A1 11 A2 12ဆိုပြီးတော့တော့ပေါ်လာနောက်ထပ်ကျွန်တော်ဗာဒတ်တီဆောင်ရမလဲဆိုရင်ကျွန်တော် radio button နဲ့အတူကျွန်တော် frame တစ်ခုတီဆောင်မယ်အဲ့ဒီတော့ကျွန်တော် F3 ဆိုပြီးတော့တော့ပေးလိုက်မယ် F3 is equal to tk footer fire frame ဆိုပြီးတော့ရေးလိုက်မယ်အဲ့မှာထားမလဲ A A dot level ဝတ်ချက်ထဲမှာထားမယ်ပြီးတော့ရင်သူ့ကိုနေရာချထားမယ် PAC paper PADY ကိုကျွန်တော်3လောက်ကျွန်တော်ထားလိုက်ထားပြီးသွားပြီဆိုရင်တော့ပထမဆုံး deep frame နဲ့ဟို radio button နဲ့တော့ထဲမှာဖြစ်တဲ့အတွက် TK food RADIO radio DUTTON button ဆိုပြီးတော့တော့ထားမယ်ပြီးတော့ဒီ radio button နဲ့ဘယ်မှာထားမှာ F3 ဆိုတဲ့ frame ထဲမှာထားမယ် DHD tag ကိုကျွန်တော် OVAN over shape ဆိုပြီးတော့ပေးမယ်ပြီးတော့သူ့ကို UIDTA ဖွက်ကိုကျွန်တော်30လောက်ထားလိုက်မယ်ရေဒီယိုဘော်တုန်နေရဲ့ site ကိုကျွန်တော်ညှိကျင်လို့ပြီးတော့နာမည်တွေကိုလည်းကျွန်တော်တခါတည်း ANCA ဟိုအန်ခါနော်နာမည်တွေကိုလည်းကျွန်တော်ဘယ်ကြီးလောက်ချင်တဲ့အတွက် W ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ပြီးတော့သူ့ကိုနေရာဂျာထားလိုက်မယ် PADY ဟို2ဆိုပြီးတော့ကျွန်တော်ရေးလိုက်ဟုတ်ပြီနော်ဒီ video button ကိုတော့နောက်ထပ် copy ကူးလိုက်မယ် အောက်မှာပဲတော့ရေးလိုက်ရေးပြီးသွားပြီဆိုရင်တော့ oven model ကိုဒီနေရာမှာကျွန်တော် RECT ANGLE ရတန်ငယ်ဆိုပြီးတော့ပေးလိုက်မယ် frame 2ရဲ့မှာပဲဟုတ်ပြီနော် program လေးကိုတော့ run ကြည့်လိုက်မယ်မနိုင်လိုက်ပြီဟုတ်ပြီနော်ဘာမှနိုင်လဲဆိုရင်တော့ ANCHOR ANCHOR အန်ခါဆိုပြီးတော့မနိုင်လို့ဖြစ်ပါတယ် ANCH ဟိုအန်ခါဟုတ်ပြီနော် program လေးကိုတော့ run လိုက်မယ် လိုက်လိုက်မယ်။ဟိုဒီမှာဆိုရင်ဗီဒီယိုနှစ်ခုပေါ်လာပြီပဲဖြစ်ပါ။ဘယ်ပေါ်တုံနှိုက်လဲဘယ်ပေါ်တုံကိုနှိုက်ထားလဲမနှိုက်ထားလဲသိဖို့အတွက်ကျွန်တော် variable တွေနဲ့ဟို join ပေးတာထည့်ချက်ပေးရမှာပဲဖြစ်ပါတယ်။ပြီးတော့ရင်ဘယ်ခလုတ်နှိုက်ရင်ဘယ်တံမိုးကပွင့်နေလဲဆိုတာသိဖို့အတွက်တော့တံမိုးရဲ့ variable ကိုထည့်ချက်ပေးရမှာဖြစ်တဲ့အတွက် variable တိကျနာ variable တစ်ခုကျွန်တော်တည်ဆောက်လိုက်ပါမယ်။ R VAR ဆိုပြီးတော့ပေးလိုက်မယ်ပေးပြီးတော့ tkfood.in variable ပဲကျွန်တော်ပေးလိုက်မယ်ပြီးတော့ရင်သူ့ကိုကျွန်တော် r variable ကိုကျွန်တော် scd set တက်ဆိုပို့ပြီးတော့တော့ထားလိုက်မယ်ဆိုလိုတာကတော့ over ကိုတက်ဆိုပြီးတော့ပေးပြီးတော့ပွင့်လေခြင်းလို့ဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီမှာ VAR INA VNE variable ဒီမှာချိန်မယ်ဆိုရင် r ဒီရာနဲ့ချိန်မယ် ထိတ်ပြီးသွားရင်သူ့ကိုကျွန်တော် value V A N U E value value က radio button တကယ်လို့ဒီကောင်းကိုဖွင့်ထားတယ်ဆိုရင်ကျွန်တော်တစ်ဖြစ်မယ်ဆိုပြီးတော့ပြောခြင်းလို့ဖြစ်ပါ။ကျွန်တော်ကြိုက်တဲ့ value နေရာမှာတက်ကြိုက်တာပေးလို့ရပါတယ်။အဲ့လိုပဲအပြန်လာမယ်။ no a value ကတစ်ဖြစ်နေရင် radio button over radio button ကဖွင့်နေမယ်။အဘဲလူကနှစ်ဖြစ်နေရင်ကျွန်တော်ဘတ်တန်ငယ် variable ကိုကျွန်တော်ပွင့်နေတဲ့အတွက်ကျွန်တော်သူ့ရဲ့ VAN ဘဲလူကို ျွန်တော်2ဆိုပြီးတော့ပေးလိုက်မယ်။ကျွန်တော်ချိန်ဆမဲ့ variable က r variable နဲ့ချိန်ဆမှာဖြစ်ပါ။ r v a v a r i a b နဲ့ variable is equal to r v a ဆိုပြီးတော့ပေးလိုက်မယ်။ဟုတ်ပြီဒီနေရာမှာဆိုကျွန်တော် r variable တစ်ပေးလိုက်တဲ့အတွက်အပြန်လန်ချိန်ဆမှုရှိတဲ့အတွက် over radio button ကပဲကျွန်တော်ပွင့်နေမှာပဲဖြစ်ပါစနိုင်လိုက်ပြီးဆိုရင်ဟို over radio button ကပဲ ဟိုပွင့်နေမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ကဒီ r variable ကိုကျွန်တော်တို့ကတူးပေးလိုက်ပြီဆိုရင်စ button နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ rectangle video button ကကျွန်တော်တို့ဒီမှာပွင့်နေမှာပဲဖြစ်ပါဟုတ်ပြီနော်ဒီမှာနောက်ထပ်ဘာထက်ထည့်ရမလဲဆိုရင်အောက်ကောင် button တစ်ခုပါကျွန်တော်တို့ဒီမှာကျွန်တော်ကနန်းနေပေးမယ်ရွေးမယ်ဘယ်ရှိတ်ဆွဲမလဲရွေးပြီးတော့ဒီနော်နှိပ်လိုက်မယ်ဆိုရင်ဒီကမ်းဘတ်ပေါ်မှာလာဆွဲဖို့အတွက်နော် ကော်တွန်တစ်ခုဟိုတိချောင်းအောင်ပါပဲဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ကော်တွန်တစ်ခုတိချောင်းမယ် TK Food Store ဒီ UTTON ကော်တွန်ဆိုပြီးတိချောင်းလိုက်မယ်ဒီကော်တွန်ဘယ်မှာထားမလဲ A ဆိုတဲ့တော့လည်းပဲဝတ်ကြံမှာထားမယ်ထားပြီးတော့ရင်ကျွန်တော်သူ့ကိုနာမည်ရေးလိုက်မယ်ပုံဆွဲပါဆိုပြီးတော့ရေးလိုက်မယ်ပုံဆွဲပါဆိုပြီးတော့ရေးလိုက်မယ်ရေးပြီးသွားပြီဆိုရင်ကျွန်တော်နည်းနည်းလေးဒီဝတ်ကြံ ဒီ button လေးကိုကျွန်တော် WID ဒီ8ဝက်ကိုကျွန်တော်30လောက်ထားလိုက်မယ်။နော်ဝက်ကိုနော်30လောက်ထားလိုက်မယ်။ထားပြီးတော့ရင်နော်သူ့ကိုနေရာချထားလိုက်တော့မယ်။တော့ PACK pad ဟုတ်ပြီ။နော် program လေးကိုနော် run ပြလိုက်မယ်။ပုံများထည့်ပါဦး။ button နှိပ်လိုက်ပြီ။ဟုတ်ပြီနော်ဒီမဲ့တော့လည်းပဲဘောက်လေးပေါ်လာပြီ။ဒီမှာပုံဖဲပါဆိုတဲ့ button လေးလည်းပေါ်လာပြီ။ နောက်ထပ်တစ်ဆင့်မလုပ်ရမလဲဆိုရင်ကျွန်တော်တို့လိုအပ်တဲ့ no coordinate system တွေကိုကျွန်တော်ဒီမှာရေးမယ်ရေးပြီးသွားရင်ကျွန်တော်တို့ coordinate system တွေရေးပြီးသွားပြီ coordinate အဲ့ဒီ coordinate ကျွန်တော်အမှတ်တွေတိုင်းကျွန်တော်ဆွဲကျင်တဲ့ကျွန်တော် shape ပုံစံကိုကျွန်တော် radio button ကနေတစ်ဆင့်ရွေးမယ်ရွေးပြီးရင်တော့ပုံဆွဲပါဆိုတဲ့ခလုတ်လေးနှိပ်လိုက်တာနဲ့ကျွန်တော် canvas ပေါ်မှာဒီပုံလေးအတိုင်း တက်မှတ်ထားတဲ့ coordinate မှာပေါ်နေရမှာပဲဖြစ်ပါတယ်အဲ့လိုဖြစ်ဖို့အတွက်ကျွန်တော် button နဲ့ကျွန်တော်ဆွဲတဲ့ function တွေကိုဟိုချိတ်ဆက်ပေးရမယ်အဲ့ဒီတော့ကျွန်တော်တို့ function ရေးရမယ်အဲ့ဒီ function ကိုကျွန်တော်ဘယ်လိုရေးမလဲဆိုရင်ဒီအဓိကသတိထားမှာကျွန်တော် mind door ဆိုတဲ့ function ထဲမှာပဲကျွန်တော်တို့ရေးရမှာပဲဖြစ်ပါတယ် mind door ဆိုတဲ့ function ထဲမှာပဲဟိုနောက်ထပ် function တစ်ခုဟိုထပ်ရေးမယ်အဲ့ function ကဘာလဲဆိုရင်ကျွန်တော်တို့ဆွဲပါဆိုတဲ့ button နဲ့ကျွန်တော်တို့ချိတ်ဆက်ပေးဖို့ဖြစ်ပါတယ် အဲ့ function ကိုကျွန်တော် my draw to ဆိုပြီးတော့ကျွန်တော်ရေးလာမယ်ရေးပြီးတော့ရင်ပထမဟိုသတ်မှတ်တဲ့ query တိုင်းမှာဆွဲဖို့အတွက်ကျွန်တော် entry box ကနေဟိုထည့်ပေးလိုက်တဲ့ data တွေကိုကျွန်တော်တို့ယူတင်နေဆိုရင်ကျွန်တော် entry box နာမည်ကပထမ a1 entry a2 entry တွေကိုကျွန်တော်တို့ကယူရမှာဟုတ်ပြီကျွန်တော်ပထမဦးဆုံးကျွန်တော်ဘယ်ပုံဆွဲတာလဲကျွန်တော်သိချင်နေဆိုရင် ဘယ်ပုံကိုဆွဲရမလဲသိဖို့အတွက်ကျွန်တော် video button နဲ့ချိန်ထားတဲ့ variable ရဲ့တန်ဖိုးပုံမှာကျွန်တော်တို့မူတည်တယ်ပထမဦးဆုံးအဲ့ရအတွက်ကျွန်တော် ans ဆိုပြီးကျွန်တော်ယူလိုက်မယ် a variable ဆို push.get ဆိုပြီးတော့ကျွန်တော်ယူလိုက်မယ် a variable ရဲ့တန်ဖိုးပုံမှာမူတည်ပြီးတော့1နဲ့ညီရင်ကျွန်တော်တို့က over ချိန်ဆွဲမယ်2နဲ့ညီရင်ကျွန်တော် return ငယ်ချိန်ဆွဲမယ်အဲ့ရအတွက်ကျွန်တော်မလုပ်မလဲဆိုရင် အရင်ဆုံးကျွန်တော်အမှတ်တွေအရင်ယူအဲ့ဒါတော့ no a s d a r t star ဆိုပြီးတော့ပေးလိုက်မယ် a star ကဘယ်လိုလဲဆိုရင် integer တဲ့မျိုးစာပြောင်းလိုက်မယ်ကျွန်တော် a1 no entry push.get ဆိုပြီးတော့ no ယူလိုက် a1 entry ထဲမှာရေးထားစာသားကိုယူမယ်ဆိုပြီးတော့ပြောင်းအဲ့လိုပဲကျွန်တော်ဒီကောင်းကို copy paste ကျွန်တော်ပေးလိုက်မယ်တခါယူပြီးတော့ဒီကောင်းကိုကြာတော့ y star ဟိုပေးလိုက်မှာ y star ဘယ်မှာယူရမလဲဆိုရင် y1 entry တဲ့ကနေပြီးတော့ကျွန်တော်ယူရမှာဟုတ်ပြီနောက်နောက်တစ်ခုကကြာဒီမှာကြာပါလဲဆိုရင် h ရဲ့ကျွန်တော် add ဆိုပြီးတော့ပေးလိုက်မယ် h add ကြာပဲ h2 entry တဲ့ကနေယူရမယ်ပြီးတော့ y m y n ကြာတော့ကျွန်တော်ဘယ်သူထဲယူရမလဲဆိုရင် y e n d n ကြာတော့ဟို y2 entry တဲ့ကနေပြီးတော့ ဟိုယူရမှာပဲဖြစ်ပါ1 2 3တွေရယူမယ်ဒါဆိုရင်ဘယ်သူဆွဲလဲဆိုတာသိပြီအန်စာကနေတစ်ချင်းဟိုဆွဲရမယ့် coordinate စာမနဲ့သုံးမှတ်တွေကိုလည်းကျွန်တော်သိပြီအဲ့အတွက်ကျွန်တော်ဆွဲမယ်ဆွဲဖို့တော့ပထမဆုံး a ကျွန်တော်ဆွဲတဲ့ပုံက ans equal equal 1နဲ့မြင်မယ်ဆိုရင်တရားတစ်ခုကကျွန်တော်တို့က o ပဲဆွဲရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘယ်ကမ်းဘက်ပေါ်မှာဆွဲမှာလဲဟိုအောက်မှာဟိုရှိတယ် ဟိုကမ်းဘတ်နာမည်က C ဖြစ်တဲ့အတွက် C ဆိုတော့ကမ်းဘတ်ပေါ်မှာနော်ဆွဲမှာဖြစ်တဲ့အတွက် C who so C R E A T create နော် over ဆိုပြီးတော့နော်ရေးမယ်ဒီမှာဆိုရင် A နော် star ပြီးသွားရင် Y Y star ပြီးသွားရင် A E N D N Y အဲ့ဆိုပြီးတော့ရေးလိုက် အောက် line ကိုတော့ကျွန်တော်အောက် align လေး line ကိုတော့ကျွန်တော်အနေရောင်လေးကျွန်တော်ထားလိုက်ဟုတ်ပြီနောက်တစ်ခုက add a ans ကကျွန်တော်ဒူးနဲ့ညီမယ်ဆိုရင်တော့ဘယ်သူဆွဲမှာ rectangle ဆွဲမှာဖြစ်တဲ့အတွက်ကျွန်တော်ပါရေးရမလဲဆိုရင် c push တော့ c r e a t a create r e c t a n g l e rectangle ကိုကျွန်တော်ဆွဲမယ်ဆိုပြီးတော့ရေးရမယ် rectangle မှာလည်း asr ဝိုင်းစားအိဆုံးဝိုင်းဆုံးအမှတ်တွေထည့်ရမှာဖြစ်တဲ့အတွက်သူ့ကို online ကိုကြာကျွန်တော် BNGE blue ဆိုပြီးတော့ပေးလိုက်တော့ function ရေးပြီးသွားပြီအဲ့ function ကိုဘယ် button နဲ့ချိန်မလဲဆိုရင်ဇွဲပါဆိုတဲ့ button နဲ့ချိန်မှာဖြစ်တဲ့အတွက် command command my crow to ဆိုပြီးတော့ချိန်လိုက်ဟုတ်ပြီဒါဆိုရင်ဟိုပြည့်ပြည့်စုံနဲ့ program လေးတစ်ခုဖြစ်သွားပါပြီဟိုအဓိကကျွန်တော် function ရှိတယ်ဒါကတော့ကျွန်တော် function မှာဒီ function ထဲမှာ node ပါတယ်ပါလဲဆိုရင်ကျွန်တော်တို့တော့လေပဲ widget ထဲမှာပါမယ်ဟို design တွေအကုန်လုံး button တွေအကုန်လုံး entry တွေအကုန်လုံးတော့ဒီထဲမှာရှိတယ်အဲ့ထဲမှာနောက်ထပ်ပါရှိသေးလဲဆိုရင်ဒီ function တစ်ခုထပ်ရှိရအဲ့ function ကပါလဲဆိုရင်တော့ level ပုံမှာရှိတယ် button ကိုချိတ်ဆက်ပေးတဲ့ function မှာတကယ်တမ်း node main window ကတော့ကျွန်တော်ဒီကောင်လေးပါပဲ main window က မင်းတို့မှာရှိတဲ့ project ကနည်းနည်းလေးပါပဲဟုတ်ပြီဒါကတော့ကျွန်တော် code အပြည့်ဆုံးပါဟုတ်ပြီကျွန်တော် program လေးလုံးလုံးမလုံးတော့တည်ကျင်လို့ non run လိုက်မယ်ကျွန်တော်ပုံပုံများထည့်ရနိုင်ပြီကျွန်တော်ပေါ်လာပြီဟုတ်ပြီကျွန်တော်ဒီမှာ100ပြီးတော့ရင်100ပြီးတော့ရင်300ဆိုပြီးတော့ရေးလိုက်မယ် non run တန်းငယ်တစ်ခုတော့ဆွဲလိုက်မယ်ဆွဲပါ non run တန်းငယ်ပေါ်လာပြီဟုတ်ပြီကျွန်တော်300 350ရာစားလိုက်မယ် ဝိုင်းကိုကြတော့ကျွန်တော်30လို့ဝယ်ပေးလိုက်မှာကျွန်တော် over shape လေးဆွဲကျင်တယ် over shape ကိုတော့ swing ဆွဲကျင်တဲ့အတွက်အဲ့ width နဲ့ height နဲ့အကျယ်တူမရမှာဟုတ်ပြီကျွန်တော်100ပြီးပေးလိုက်မှာ350ကနေပြီးတော့ကျွန်တော်အဲ့အကျယ်ကို100လိုချင်တဲ့အတွက်ကျွန်တော်450မှာစုံမယ်ဝိုင်းကကြတော့ကျွန်တော်အမြင့်30ရစားတယ်ကျွန်တော်အမြင့်100လိုချင်တဲ့အတွက်130မှာကျွန်တော်စုံလိုက်မယ်ဆွဲပါဆိုပြီးနိုင်လိုက်ရင်ကျွန်တော်ဒီမှာ စဝိုင်းလေးဟိုရပါမယ်ဖြစ်ပါတကယ်လို့ကျွန်တော်ဒီဝိုင်းကိုကျွန်တော်နည်းနည်းဘဲဥပုံခက်ရှိရှိဝိုင်းအရှိလေးဖြစ်ခြင်းကျွန်တော်ဒီနားလေးမှာ200ဆိုပြီးတော့ရေးလိုက်မယ်စွဲပါဆိုပြီးတော့ကျွန်တော်နှိပ်လိုက်မယ်ဆိုရင်တော့ဒီမှာစဝိုင်းပုံဘဲဥပုံဟိုရှိလေးတော့ပေါ်လာမှာပဲဖြစ်ပါကျွန်တော်ဆိုးနေချင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါခင်ဗျာ